တနေ့ညနေနေ့မေသူအားလုံးမင်္ဂလာပါ2019ခုမေလ15ရက်ကနေ21ရက်တွင်တရှိနေတဲ့ဒီကာလဟာအလုပ်ဘုကိစ္စဘူတွေကြုံမဲ့ရှင်ပြဲမှုမှန်သမျှအောင်မြင်မဲ့တခုထက်မကတဲ့အလုပ်တွေကိုတပြိုင်နက်တည်းလုတ်ကင်ပြီးတော့ရှင်ပြိုင်လုတ်ကင်တဲ့လမ်းကြောင်းတွေမှာသူတပားတဲ့သာအောင်မြင်အောင်လုပ်နိုင်တဲ့နေထားရှိနေတယ်။တခါမှမလုပ်ဘူးတဲ့အလုပ်တွေကိုလည်းလုတ်ကင်လိမ့်မယ်။ ပုံမှန်တဲ့ပုံပြီးငွေဝင်တယ်လို့ပုံမှန်တဲ့ပုံပြီးငွေကိုသုံးစွဲနေရမယ့်ကာလတစ်ခုလည်းဖြစ်တယ်။စေကုသစ်တင်တဲ့ကိုဆောင်ရွက်ခြင်းတဲ့ကိစ္စတွေကိုရှေ့တို့လို့လို့ကောက်ပြိုရသူများဖို့မြတ်တရားရင်မှာသစ်လွင်သောစံတွေပွင့်တတ်တယ်။အလုံးလုံးနေသူတွေမှာချက်တွင်တဲ့အလုပ်တရားနဲ့ထူးခြားတဲ့အကျိုးရပေါ်ပေါက်လာတဲ့စေကုတွေကိုလက်တွေ့လှုပ်ဖို့ဝင်မလဲတဲ့မူ ဒီကာလဟာယရဏဘုံစိုက်ကင်းနဲ့တိုက်တဲ့ကာလဖြစ်တဲ့အတွက်လုဒ္ဓမြစတင်သည်မြထွန်းထွန်းပေါက်ပေါက်ထင်းထင်းရှားရှားကောင်းချင်းကြိုးပေးခြင်းတွေကိုခြုံတွေ့ရမှာ ဖြစ်ပါလေ15ရက်နေ့မှာအလုတ်ကိစ္စတွေတစ်ခုပြီးတစ်ခုလောက်ခံပြီးတော့တိုးတက်တဲ့လမ်းကြောင်းဘက်ကိုနှွယ်လာတယ်16ရက်နေ့ကပြဿနာတွေအများကြီးရှိတယ်စိတ်ပန်းလူပန်းလည်းဖြစ်မယ် ပြောရင်းနဲ့မဟာရကျမ်းနဲ့တိုက်တဲ့အတွက်မတော်တဆအနေနဲ့သိတ်တိထားတဲ့တဲ့ယံပဋိပက္ခတွေလည်းဖြစ်တတ်တယ်။ရေမအပြောစောကစားခြင်းလည်းမပြုရဘူး။အဲ့ဒီမနဲ့အစောကြီးမနဲ့၄နိုင်ခွဲရနေမနဲ့၆နိုင်အတွင်းညနေမှလည်းညနေခတ်စောစောညနေ၄နိုင်ခွဲနဲ့၆နိုင်ကြာအဲ့ဒီချိန်တွေမှာအသွာလန်နေတိုင်းထူးပြူပြီးတော့ကြိုးစားရမယ်။အရှင်းမြောင်ရက်ကန်နေပြဿနာတွေဖြစ်ပေါ်လာတတ်တာကိုခြုံတတ်တယ် ဆက်ကွန်ရဲ့နေရတော့ပျော်စရာလေးတွေရှိတယ်လေကောင်းသောကံနဲ့ထူကြတဲ့ကံတွေရှိလာတယ်ကျယ်ပွင့်ပုံပါတဲ့လက်ဆောင်ပစ္စည်းတခုရရင်တော့သိတ်ကောင်းသွားပြီကိုနဲ့ဆောင်းထားလိုက်ပါ ထူကြစွာကြိုးပေးသွားမှာကိုတွေ့ရတယ်ဆက်ရှိရဲ့နေရတော့ကောင်းမြောင်နဲ့ဆိုးတတ်တဲ့ကာလလေးတခုဖြစ်တယ်အစဉ်ပြေမြောင်တဲ့အတိုက်ခံလေးတွေရှိတယ်သွားရင်လာရင်ဒီမတော်တဆထိခိုက်မှုလေးတွေမဖြစ်အောင်တော့ဂရုစိုက်ရမယ်အန္တရာယ်တော့မရှိပါဘူး ဒါပေမဲ့ခွေးကြိုက်ခံရတာတို့အစိတ်ရှိတတ္တဝါတွေနဲ့ထိမိတာတို့မဖြစ်အောင်တော့သိတိထားမယ်။တိရိစ္ဆာန်တွေကိုကင်တွယ်သိကယူဆက်ရတယ်။19ရက်နေ့မှာအရာရာဆင်ပြေမယ်။အလှူဒန်းတစ်ခုကိုသွားရလာရင်တွေ့တယ်။ဒါမှမဟုတ်ရလေသွားလာတော့မှငွေကြေးနဲ့ပတ်သက်တဲ့လက်လာပါကောင်းစေတဲ့ အတင်းစကားတယ်လီဖုန်းနဲ့ကြားသိရခြင်းနဲ့ဒီကြုံပြီးတော့လက်ပွင့်သွားနိုင်တယ်20ရက်နေ့မှာအခွင့်အရေးနှမျိုးတစ်ပြိုင်တည်းထဲပေါ်မယ်လုပ်ငန်းကြံသစ်တွေလောက်ကင်မှုပွင့်မယ်ရက်နေတဲ့လူတွေပြန်လဲဆင်ပြေမယ်21ရက်နေ့ကတော့မထင်မှတ်ထားတဲ့သူတွေနဲ့ဆက်ဆံရတာလေးတွေကြုံနေမယ်ရန်ပတိပက္ခကြာတိုးတက်တဲ့ကံနဲ့အောင်မြင်တဲ့ကံတွေအကုန်လုံးပွင့်ပေါ်ကြိုးပေးသွားတာကိုထင်ထင်ရှားရှားတွေ့ရတယ် တပတ်တာကာလတော်တွင်မှတနည်းနည်းနည်းမွေးသူများကြောင့်ပြဿနာတွေဖြစ်တတ်တယ်ငွေလဲဝင်တယ်ဒါပေမဲ့စိတ်နောက်ရှက်တွေများတတ်တယ်တနည်းလာနည်းမွေးသူတွေနဲ့ပူးပေါင်းလုပ်တဲ့လူတွေကထူးထူးခြားခြားအဆင်ပြေတိုးတက်သွားမယ်အင်္ဂါနည်းမွေးသူတွေနဲ့လုပ်ငန်းတွေလှုပ်တာချဲ့ထွင်တာတွေအောင်မြင်မယ်ပေါ်ဒူးနေမွေးသူတွေကြောင့်ပြဿနာခက်ခဲလေးတွေတစ်မျိုးပြီးတစ်မျိုးကြုံတတ်တယ် ဇာတပတိနဲ့မွေးသူတွေနဲ့ကိုယ်နေကြပဋိပက္ခလေးတွေကြုံတတ်တဲ့စိတ်နောက်စိတ်တွေရှိတတ်တယ်။တောက်ကြံနေမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ရံများမယ်။စနေနေ့မွေးသူတွေနဲ့ပတ်သက်ပြီးတော့ကောင်းသောကံပွင့်ခြင်းထူးခြားသောကျိုးဆက်ရရှိခြင်းကံမြတ်မှန်းခြင်းများအစစ်စစ်ဖြစ်ပေါ်ကြိုးပမ်းမယ်ဆိုပြီးတော့အပန်းလိုက်ခွဲခြားတင်ပြအပန်းဒီကလာတော်အတွင်းမှာ တက်ကိုလေးကနန်းနေအကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများဆင်ဆက်မပြတ်ရရှိစေဖို့အတွက်အိမ်မှာသုံးဆွဲနေတဲ့ကော်ဖီခွက်အဟောင်းကိုပယ်ပြီးတော့အစ်စ်ကိုစားတို့သုံးဆွဲလိုက်ပါ။ထူးခြားစွာကောင်းသောကံတွေတည်တည်ရှားရှားဖြစ်ဖို့အကျိုးပေးပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။